စကိုင်းတိုင်းမြောင်မြို့နယ်ကဇယကုန်းကြေးရွာကိုအော်တိုဘာလ15ရက်မနက်၈နာရီခန့်မှာစစ်အုပ်စုကလေကြောင်းတိုက်ခိုက်သွားတာကြောင့်ဒေသခံ20ခန်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြကိုပြောပါရယ်စစ်အုပ်စုကဂျက်ဖိုက်တာအမျိုးအစားလေးနဲ့ဘုံသီးတွေကျဲချတိုက်ခိုက်သွားတာဖြစ်ပြီးတော့ဒေသခံ20ခန်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အထက်မှာအမျိုးသမီးတဦးကတော့ဒဏ်ရာအပြင်းထန်ရရှိတာကြောင့်စေဝါကူတာမှုတွေပြုလုပ်ပေးနေရတယ်လို့ဒေသခံတဦးကပြောပါရယ် ိုးစုပုံကျဲတက်ဖြက်လို့ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ပြည်သူတွေကိုတော့လုံခြုံတဲ့နေရာမှာစိတ်ကူးသားမှုတွေပေးနေပြီးတော့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။စိုးစုကဇေယကုန်းရွာအလဲကိုပုံကျဲခဲ့တာဖြစ်ပြီးတော့ကျေးရွာတွေကနေအိမ်တချို့နဲ့တာသနာနီကအဆောင်တွေအပြင်ဖျားစစ်တီတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာလဲဈေးအကုန်းကြေးရွာကိုစောစုကပေါင်300ပုံးနဲ့ကြဲကြတိုက်ခတ်ခဲ့ပြီးတော့ပြည်သူ9ဦးထိခိုက်ဒေဆုံးကနေအဆောင်တွေလည်းပျက်စီးခဲ့ပါသေးတယ်။အာနာသိန်းလေးနှစ်တွင်စကိုင်းတိုင်းမှာစောစုရဲ့အကြမ်းဖက်ဖြစ်ရတဲ့ကြောင့်အရတားပြည်သူထိခိုက်ဒေဆုံးမှု9000ကျော်ရှိခဲ့ပြီးတော့ဒဏ်ရာသူ4000နီးပါးရှိခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ဒေတာဖော်မြန်မာကမလ12ရက်မှာထုတ်ပြန်ထားပါတယ်။